မင်္ဂလာပါရှင်2025ခုနှစ်ဇူလိုင်လ1ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။ရေးအာယူတောင်မှာရှိတဲ့ခမာယ343စခန်းကုန်းကို ရေးဘလူးအဖွဲ့ကတိုက်ခိုက်တင်ပိုင်လိုက်ပါပြီ။တကုံမြို့သစ်တောင်ပိုင်းကအသက်30အရွယ်ကိုအေးကိုကိုမပုံတင်လှုပ်ပေးမယ်ဆိုပြီးတော့ရက်ကွက်ရုံကိုလိန်ခေါ်ကစစ်မှုထမ်းအဖြစ်ဖမ်းဆီးသွားကြပါရယ်။မြောက်ခင်ယံပြူရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တယ်လို့သိရပါရယ်ရှင်။ ကမ်ဘလူးစည်းကုံမြို့ပေါ်ရက်ကွက်နေအိမ်တွေကိုစစ်ကောင်စီကစစ်ကြောင်းထိုးမိရှို့နေပါတယ်။တဆက်ထဲမှာပဲညောင်ဦးမြို့နယ်စင်သားမွေးရွာကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးတဲ့နောက်မှာ ပြည်သူတအူးကိုတပ်ဖြတ်ကနေအိမ်များကိုမိရှို့ဖျက်ဆီးသွားပါတယ်ရှင်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ကျေးရွာမှာရှိတဲ့စစ်ရှုံးကောင်စီခမရ343စခန်းကုန်းတစ်ခုလုံးကို ရေးမြို့နယ်အခြေဆိုင်ရေးဘလူးအဖွဲ့ကဒီကနေ့ဇွန်လလတရက်နှစ်မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့အဖွဲ့တာဝန်ရှိသူကအတည်ပြုပြောဆိုပါတယ်။အဲဒီစစ်ရှုံးကောင်စီတပ်စခန်းကုန်းကိုဒီကနေ့နှစ်နက်၅နာရီအချိန်မှာရေးဘလူးအဖွဲ့ကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မနက်၅နာရီ45မိနစ်အချိန်မှာအပိသက်သိမ်းယူနိုင်ခဲ့တယ်လို့အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ဒီမနက်ခင်းပိုင်းမှာစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ခမရ343တပ်ဝင်ထဲကစကားဆက် စခန်းကုန်းကိုကျွန်တော်တို့ရေဘလူးအဖွဲ့ကတင်ပိုင်နိုင်ခဲ့ပါတယ်လို့သူကရှင်းပြပါတယ်။ဒါပြင်နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေကြောင့်ရေဘလူးအဖွဲ့ဝင်တဦးတိုက်ပွဲတွင်ကြဆုံခဲ့တယ်လို့သူကဆက်ပြောထားပါတယ်ရှင်။နောက်ထပ်သတင်းဒီပုတ်အနေနဲ့ရန်ကုန်တိုင်းတကုံမြို့တိတောင်ပိုင်းအမတ်ဆက်ခွန်ရက်ကွက်မှာအသက်30အရွယ်ကိုအေးကိုကိုမှတ်ပုံတင်လုပ်ပေးမယ်လို့ဆိုကရက်ကွက်ရုံကို လိန်ခေါ်ပြီးတော့စစ်တပ်ကစစ်မှုထမ်းအဖြစ်ဖမ်းဆီးသွားကြောင်းကိုအေးကိုရဲ့မိတ်ဆွေတွေကပြောပါတယ်။ ဇွန်လ30ရက်နေ့တကုံမြို့တောင်ပိုင်းမြို့နယ်အမတ်ဆက်ခွန်ရက်ကွာကျူးကျော်တဲတန်းမှာနေထိုင်တဲ့အသက်30အရွယ်ကိုအေးကိုကိုမပုံတင်လှုပ်ဖို့ရက်ကွာရုံကိုခေါ်သွားတယ်လို့ဆိုပါတယ်။အဲဒီနောက်မှာကိုအေးကိုကရက်ကွာရုံကိုသွားရောက်တဲ့အခါမှာစစ်တပ်ကသူ့ကိုစစ်မှုထမ်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ကိုအေးကိုကိုမပုံတင်လှုပ်ပေးမယ်ဆိုပြီးတော့ရက်ကွာရုံကိုခေါ်တာသူ့မှာမပုံတင်မရှိလို့အခုချက်ချင်းလှုပ်ပေးမယ်ဆိုပြီးတော့ခေါ်တာ။ သူကဆင်းရဲတယ်မိသားစုကလည်းကျူးမာနေတာအဲ့ဒါရက်ွက်ယုံရောက်တော့တက်ကအတင်းဆောင်နေပြီးတော့သူရောက်လာတော့တခါတည်းကားပေါ်တင်ခေါ်သွားတာလိန်ခေါ်တာလို့ကိုအေးကိုရဲ့မိတ်ဆွေကရှင်းပြပါတယ်စစ်မှုထမ်းဖြစ်လိန်လေခေါ်ဆောင်ခံရတဲ့ကိုအေးကိုကိုစစ်တပ်ကဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာကိုမိသားစုကိုအတိမပေးပဲလာမဲ့ဇူလိုင်လအတွင်းဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်15ကိုတက်ရောက်ရမှာဖြစ်တယ်လို့သိရပါတယ် မပုံတင်မရှိတဲ့သူကိုမပုံတင်လှုပ်ပေးမယ်ဆိုပြီးတော့ရက်ွက်ယုံလိန်ခေါ်စစ်ထဲထဲတာကတော့အင်မတန်မှရုံမှလွန်လေလို့ကိုအေးကိုရဲ့မိတ်ဆွေကရှင်းပြပါတယ်။အကြံဖတ်စစ်ကောင်စီက2024ခုနှစ်ဧပြီလမှစတင်၍စစ်မှုထမ်းတင်နှန်းတွေကိုလာစဉ်ဖွင့်လှစ်ခဲ့ပြီးယခုအခါစစ်မှုထမ်းအပတ်စဉ်15ကိုရောက်ရှိလာပြီလည်းဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးမကွေးတိုင်းကံကောမြို့နယ်မြောက်ခင်ယံပြူရွာကိုလက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အညာဟီရိုအဖွဲ့မှဇွန်လ29ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။မြောက်ခင်ရွာမှာစစ်ကောင်စီလက်အောက်ခံတွေရဲ့ရရက်ဆက်ဆက်တပ်ဖြတ်ခံခဲ့ရတဲ့ရဲဘော်၂ယောက်အတွက်လောက်တုတ်ပြန်တဲ့အနေနဲ့တွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီပြစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သားအများအပြားထိခိုက်မှုရှိခဲ့တာကိုဒေသခံသတင်းအရင်းမြစ်ရဲ့ပြောကြားချက်အရသိရကြောင်းအညာဟီရိုအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းအစိုးရပြောင်းလဲဖွဲ့စည်းခြင်းကိုတော်ဝင်အမိန့်ပြန်ထားကယနေ့မနက်ပိုင်းမှာအတည်ပြုပြီးရဲ့နောက်နိုင်ပိုင်းအကြမှာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်းနဲ့နေဆက်ရေးဆွေးနွေးတဲ့အတံဖိုင်ပေါက်ကြားတဲ့အတွက်ဝန်ကြီးချုပ်အားယာရုမနှုတ်ထွက်ဖို့တောင်းဆိုတဲ့အထက်လွတ်တော်အမတ်တွေရဲ့အတနာခံစားကိုလက်ခံရန်ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးကဆုံးဖြတ်လိုက်ပါတယ်။တရားရုံးရဲ့ထုတ်ပြန်ချက်အတွင်အမှုကိုခုံရုံးတင်နေချိန်အတွင်း ဝင်ကြီးချုပ်အနေနဲ့တာဝန်ထမ်းဆောင်ခြင်းမပြုရန်အမိန့်ချလိုက်ပါတယ်။ပြီးခဲ့တဲ့လကဟွန်ဆန်းနဲ့နေဆက်ရေးဆွေးနွေးတဲ့အတန်ဖိုင်မှာဝင်ကြီးချုပ်ကထိုင်းစစ်တပ်ကိုဝေဖန်တဲ့အပေါ်မကြေနှက်ကြတဲ့တက်ကြွလှုပ်ရှားသူများကလည်းဝင်ကြီးချုပ်ကိုဗန်ကောက်မှာပြီးခဲ့တဲ့ရက်ပိုင်းကအင်အားထောင်ချီနဲ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ရှင်။ဆလဘီစကိုင်းတိုင်းကံဘလူမြို့နယ်ဇီကုံမြို့ရန်ကြီးအောင်ကွက်တဲ့စံထူးကုန်းဖုန်ကြီးကျောင်းအရှိတ်ဘက်မှာ ရှိတဲ့နေအိမ်တွေကိုစစ်တပ်နဲ့ပြူစောထီရိုကဇွန်လ30ရက်နေ့မှာမိရှုဖျက်ဆီးခဲ့ကြောင်းစစ်ရေးတည်ရင်မြင့်တဲ့ဒေတာခန္တီထံကနေသိရပါဗျ။ဇီကုံမြို့ကန်တအူးကဇီကုံတကြားဆက်အထိုင်ကနေထွက်လာတဲ့စစ်တပ်နဲ့ပြူပူပေါင်းအင်အားတရာလောက်ကမင်းကဇီကုံမြို့ထဲကို ရောက်လာပြီးတော့မြို့စုံရက်ကွက်တွေကအိမ်တွေကိုမိရှုသွားတာစစ်ကြောင်းကရှိနေတာမို့အခုချိန်ထိမီးလောင်ဆုံးရှုံးတဲ့အိမ်အရေအတွက်အတိအကျမသိရသေးဘူးလို့ပြောပါဗျ။ တားပြင်ဇီကုံတကြားဆက်အထိုင်မှာစစ်တပ်နဲ့ပြူစောတိအင်အား150ခန့်ကဇွန်လ23ရက်နေ့မှစတင်ကဇီကုံမြို့အနီးပတ်လည်စစ်ကြောင်းထိုးရမှာဒေသခံ71ဦးထိတပ်ဖြတ်ခဲ့တယ်လို့ဖန်စီခံရသူတွေအနက်အမျိုးသမီးတချို့လည်းအာရမပြူချင်းခံရမှုတွေရှိနေတယ်လို့သိရပါတယ်ပြခဲ့တဲ့ဇွန်လ23ရက်နေ့မှ26ရက်နေ့ထိဇီကုံမြို့အနီးတပြေတာဖိုကုံ တောင်ကုန်းရွာတွေကိုစစ်ကြောင်တို့ဝင်ရောက်ပြီးတဲ့နောက်မှာဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းများပြုလုပ်ခဲ့တာဖြစ်ပြီးတော့တပြေတာရွာမှာအမျိုးသား၅ဦး၊တောင်ကုန်းရွာမှာအမျိုးသား၃ဦး၊ဖိုးကုန်းရွာမှာအမျိုးသား၁ဦး၊မင်းပါရွာမှာအမျိုးသား၁ဦးနဲ့အမည်မသိအမျိုးသား၁ဦးတို့တပ်ဖြတ်ခံခဲ့ရကြောင်းဒေသတွင်အခြေအနေတွေကိုဖော်ပြနေတဲ့ Infinity Group ကထုတ်ပြန်ထားပါတယ်။အဲဒီစစ်ကြောင်ကတပြေတာတောင်ကုန်းရွာတွေမှာညအိတ်တက်ဆွဲခဲ့ပြီးတဲ့နောက်မှာဇွန်လ29ရက်နေ့မှာရွှေဘိုမြစ်ကြီးနာ ပြူဟာလမ်းပိုင်းမှာရှိတဲ့ဇာတိယမန်နေရွာများဘက်ကိုဝင်ရောက်ချိန်မှာတလရင်အင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာယမန်နေရွာမှာညအိတ်တက်ဆွဲခဲ့ကြောင်းဇွန်လ28ရက်နေ့မှာအဲ့ဒီရွာကနေတဆင့်ဇီကုံတကြဆက်အထိုင်ကို ပြန်လည်ဆုတ်ပြီးတော့ဇွန်လ30ရက်နေ့မှာဇီကုံမြို့ပေါ်ကိုရောက်ရှိလာပြီးမြို့ပေါ်ရက်ွက်တွေကိုမိရှုဖြက်စီနေတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းညောင်ဦးမြို့နယ်ငတရောက်မြို့စင်တောင်းမွေးရွာကိုစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးအမျိုးသားတအုပ်ကိုရရဆက်ဆက်တပ်ဖြတ်ကနေအိမ်25လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသနေပြည်သူတွေကပြောပါတယ်။ဇွန်လ22ရက်နေ့ကငတယောက်မြို့ငတယောက်ရဲစခန်းကထွက်လာတဲ့စစ်တပ်စစ်ကြောင်းကတမခါရွာကလားတဲ့ရွာပြာပုံရွာတို့မှနေတဆင်စင်သားမွေးကျေးရွာကိုဝင်ရောက်ခဲ့တာပါ။ အဲ့လိုဝင်ရောက်ပြီးတဲ့နောက်မှာစင်သားမွေးကျေးရွာနေမောင်တပ်ဆိုသူ အမျိုးသားတအူးကိုရရက်ဆက်ဆက်တက်ဖြတ်ကကျေးရွာထိတ်မှမြေမြုပ်ပစ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စင်သားမွေးကျေးရွာမှာ ပြည်သူ၅ဦးကိုလည်းတစားကန်ဖမ်းဆီးသွားပြီးပြည်သူနေအိမ်တွေကို ဖောက်ထွင်းကစံစီမုတ်အေးဘီယာအဝိစာတို့ကအစခိုးယူပြီးကားရီနဲ့တိုက်ယူသွားကြပါဗျ။အဲဒီနောက်နေအိမ်25လုံးကိုမိရှုဖြက်စီကတနက်ပင်ရွာ ကမ္မရွာတို့ဘက်ကိုဆက်လက်စစ်ကြောင်းထိုးသွားကြောင်းသိရပါဗျ။စင်သားမွေးရွာကနေ25လုံးကိုမိရှို့သွားတယ်။အမှုသမားမောင်တက်ဆိုရက်ပြည်သူတအုပ်ကိုရရဆက်ဆက်တက်ပြီးတော့ရွာထိပ်မှာမြေမြုပ်ခဲ့တာပါ။ရွာထဲကအိမ်တိုင်းနေပါကိုဝင်ရောက်ရှာဖွေပြီးလူကျင်တဲ့ပစ္စည်းတွေရှိရင်ယူသွားပါဗျ။ဈေးတဲ့အိမ်ကမှုတ်အေးတက်ဦးဘီယာစားတဲ့ရောင်းကုန်အားလုံးနှိပါကားနဲ့တိုက်တဲတဲ့အပြင်တက်တွေကိုပါပြစ်တက်ပြီးတော့စိတ်ကြိုက်ချက်ပြုတ်စားပါဗျ။ တချို့အိမ်တွေကိုစီပုံးတွေကိုလှဲခဲ့ပြီးတော့တွန်းခဲ့ပါတယ်။ဆန်အိတ်ထဲကိုစီရီလောင်းချခဲ့တာတွေလည်းရှိသလိုမျိုးအမျိုးသမီးဝက်ကချင်လုံးကြီးတွေကိုပါယူဆောင်သွားတယ်လို့ဒေတာပြည်သူတို့ကပြောပါတယ်။ညအုံမြို့နယ်မှာဇွန်လ23ရက်နေ့ကစပြီးတော့စစ်တပ်ကစစ်ကြောင်းနှစ်ခုခွဲပြီးတော့ကျေးရွာတွေကိုဥတီပြစ်ခတ်တိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းတောင်စင်းရဲစခန်းမှာစစ်တပ်စစ်ကြောင်းတစ်ခုညအုံမြို့မှာတန်ချက်ကာကားများပါတဲ့ စစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်းနှစ်ခုဖြင့်ကျွေးရများကိုဥတီပြစ်ခတ်တိုက်ခိုက်မိရှို့ဖျက်ဆီးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့ဖြင့်ညောင်ဦးမြို့နယ်ဈေးမကြီးကျေးရွာဈီးပြင်ပင်ရာတော်ကြီးမြောင်ဂျိုကန်ကြောက်ကန်အပါဝင်ရွာပေါင်း20နီးပါးပြည်သူတပေါင်းနီးပါးစစ်ရှောင်နေရတယ်လို့သိရပါဗျ။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါသေးရှင် see say just what I do me chose our next on me favorite it on so the twelve at that we be said me how we go see tell you at on me sana kuni pe ma how I let me yeah you do it up be be that the sunny yeah do ana ju nya che mo me can be yeah you know that sweat can be you ယုံကြည်သည်ဘာမတိကြည်သူကမွေးတဲ့အောင်စီသည်တိုက်ပွဲတိုင်းလဲတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုကြည့်လက်သက်ပေးကြတရေကောင်းပေါင်းလို့သည်သမိုင်းကြီးပြည့်စက်ပြေကြကတိပြုသင်စာတိဒီလူလူအပေါင်းပြီးစံသာပြရမည်နိုင်ငံတော်ကို Sit a me. ီစိတ်တဆွဲအထူးကြီးကြိုးစားပြတ်ကြော်မီဖယ်ရယ်ပြည်တော်စုအတွက်အသက်သွေးပေးဆက်မီဒါဝိကိုစီထဲရွေးကြမီစာရာကူကြီးပေးမှာထာဝရလက်တွေ့နီရဲ့ရည်သွေးတော့ပြီးပြီးတက်တိသစာကြီးရန်သူအားလားယူမြခြေမုံမြင့်ခြင်းမီမြန်ပညာနဲ့ဆွဲပြည့်စီကြီး有几滴。 See thee, I'm a tea. ပြည့်ရည်နိုင်ငံတော်ကိုသူစစ်ချမည်